အကြမ်းမြင်ဆရာလေးကိုကိုမောင်နဲ့မိတ်ဆွေကဗျာဆရာတချို့ဟာမျက်မှန်လုပ်ငန်းကော်ဆိုင်မုတ်လုပ်ငန်းတွေနဲ့အမြဲမပြတ်စီကားလျက်ရှိတဲ့ရန်ကုန်မြို့လေကောင်ကရွှေဘုံသာလမ်းမကြီးပေးပလက်ဖောင်းလမ်းမထက်ကကိုအေးကိုရဲ့ချိန်ဆွဲလက်ပိတ်ရည်ကိုစီကရက်အငွေ့တထောင်းထောင်းနဲ့အရသာခံတောက်သုံးရင်းနဲ့လေထန်လျက်ရှိနေကြပါတယ်။အဲဒီချိန်မှာပဲကိုလာဖေဆိုတဲ့ဂမ်မီယာဆာရေးဆရာတူရောက်ရှိလာပြီးတော့ကိုမောင်မောင်ကိုယခုလိုမျိုးထူးထူးဆန်းဆန်းစကားတွေနဲ့နှုတ်ဆက်ပါတယ်။ ကိုမမောင်ရေဒီနေ့လဲကျုပ်ကိုခမရရဲ့ဥစ္စာဆောင်မလေးရဲ့ဇလန်းတပုတ်လောက်လင်းစမ်းမအောင်ပြအဲ့ဒီချိန်မှာပဲဆရာလေးကိုကိုမောင်ကလည်းမိတ်ဆွေတွေကြားမလို့အနှဲငယ်ရှက်ကူးရှက်ကန်ဖြစ်သွားရှာပါတယ်ဆရာဖေဆိုတာလည်းပြောမနာဆိုမနာမင်းရင်းဆွေရင်းနေဆိုတော့စိတ်ဆိုးရမဲ့သူလည်းမဟုတ်ပါဘူးပြီးတော့ဒီဇလန်းတွေကသူကပဲအစပြုခဲ့ခြင်းဖြစ်ပါတယ်မိမိဆရာပေါ့ဆဘွားကယခုချိန်ထိကိုရန်ကြုံတွေ့ခဲ့ရသမျှတော့အရေးကိစ္စမှန်သမျှကိုမိတ်ဆွေရင်းဆရာဖေကိုရင်ဖွင့်ပြောပြလိမ့်ရှိပါတယ်အရိခါမှာပဲဆရာဖေကမောင်မောင်ပြောသမျှကိုကုံညမ်းတဲ့ပွဲအသုံးပြုပြီးတော့စာမူတွေရေးသားပြုစုပြီးတော့ ဂမီယာဂျာနယ်အဆောင်ဆောင်ကိုပေးပို့ပါတော့တယ်။ယခုမှလည်းမောင်မောင်နဲ့မတွေ့တာကြာပြီဖြစ်တာကြောင့်ဆရာဖေကကုန်ညက်ပြက်လက်ပြီလို့ထင်ရပါတယ်။အဲဒါကြောင့်ပဲမောင်မောင်ကိုတွေ့လင်တွေ့ချင်းဆိုသလိုအိန္ဒိယမဆယ်နိုင်မယ်နဲ့ယခုလိုမျိုးမေးမြန်းပြကြပါတယ်။အကြောင်းမသိသေးတဲ့ကဗျာဆရာတချို့ကတော့ဘလို့လဲဆရာဖေရဲ့ဥစ္စာဆောင်မလေးတွေနဲ့ကျုပ်တို့ဆရာလေးကဘလို့များပတ်သက်လို့ရောများခင်ဗျားတို့ကမောင်မောင်နဲ့ပေါင်းတာတိတ်မကြသေးဘူးဗျာ။ဒီတော့ဒီเจ้าညီကိုပဲတွေ့ပါမလဲ။မောင်မောင်ကပီရတိတ်ပြီးတဲ့လူဗျာ။အထူးသဖြင့်တော့ဥစ္စာဆောင်တွေကသူ့အဆိုအသေးရရအရှင်ရရတိတ်ကြိုက်ကြရဗျာ။ဟမ် ဒီလိုဆိုရင်ကျုပ်တို့လည်းဘူသူဒရအောင်လို့လင်းစမ်းမအောင်ဆရာလေးရ။ကဲခမားတို့ကဝိုင်းပြီးတောင်းဆိုနေတော့လဲကျုပ်မငင်းတာတော့ပါဘူးဆရာဖေ။ခမားတို့လွန်ခဲ့တဲ့နှစ်20လောက်ကကျုပ်ဆရာပထမအောင်ဆက်ကြစီမှာပညာရေးတောက်သုံးတော့ဖြာပုံဘက်မှာကြုံတွေ့ခဲ့ရတဲ့အမတ်တရားတစ်ခုပြောပြမယ်ဗျာ။ဒီလိုနဲ့ပဲဆရာလေးကိုကိုမောင်ရဲ့အတွေ့အကြုံတွေကလွန်ခဲ့တဲ့နှစ်ပေါင်း20စီကိုလွင်မျောရောက်ရှိသွားခဲ့ပါတော့တယ်။ပထမအောင်ဆက်ကြနဲ့ပါရမီရှင်ဆရာလေးမမောင်တို့နှစ်ဦးဟာ၎င်းတို့ရဲ့အဋိဌံစကန်ဝင်ရန်အလဲကျရာဒေသတွေကိုခြေဦးဆန့်ကြရင်းနဲ့ပြည်လုံးချမ်းသာတာစီဖျားစီကိုရောက်ခဲ့ပါတယ်။ရခိုင်က ားဖျားပုံရွာနဲ့တက်ဆက်တဲ့ရှိတယ်။တာစီရွာမြေကမ်းတစ်ခုမှာတည်ရှိတာကြောင့်တာစီဖျားကြီးလို့အမည်တွင်ခဲ့ခြင်းဖြစ်ပါတယ်။တနေ့မှာတော့အဲ့ဒီတာစီဖျားကြီးမှာမောင်မောင်တယောက်အဋ္ဌိထံပရိစိတ်နေကလိုင်ကောင်းတွင်းကနေလာတဲ့အတန်နဲ့၎င်းရဲ့နာမည်ကိုအမျိုးသမီးတူကတိုးညင်းစွာအော်ခေါ်နေတာကိုသတိထားလိုက်မိပါတယ်။ကိုမောင်မောင် ကိုမမောင်ကြီးမိမိတို့ logi ပညာလန်းကိုရှောက်လန်းကြသူတွေဖို့အဋိဒံစကန်းဝင်ရမှာအတွင်းစီအပြင်စီဘက်ပေါင်းစုံကနေအတိုက်အခိုက်အနောက်ရှက်ပယောဂအလွန်များပြားလွန်းတာမလို့ခေါ်တန်တွေကိုအာယုံမဆိုင်မိစေရန်မိမိစိတ်ကိုတည်ငြိမ်အောင်တမာရီနဲ့စူးစီးထားလိုက်ပါတယ်။ဒါပေမဲ့လည်းခေါ်တန်တွေကရက်တက်မသွားတဲ့ပြင်ပို့ပြီးတော့ကြေလောင်စွာပေါ်ထွက်လာခဲ့ပါတယ်။ကိုကိုမောင်ကြီးနှမတော်ခေါ်တန်ကိုကြားရလားကိုကိုမောင်ရဲ့ကိုမောင်ရဲ့ဘဝဟောင်းကတိတ်ချရတဲ့နှမတော်မြန်နန်းဒေဝီပါ။ မြန်နန်းကိုမောင်ကိုအရေးတကြီးအကူအညီတောင်းစီရာရှိလိုပါမကြခင်မှာပဲကိုကိုမောင်ကလည်းနောက်ဆုံးသောအဋ္ဌံပရိတလုံးကိုချပေးပြီဖြစ်တာကြောင့်အတန်လာရနောက်ကိုဇက်ခနဲလဲကြည့်လိုက်မိပါရဲ့ ဲဒီချိန်မှာပဲဇာရင်ကြီးအစိမ်းရောင်ခတ်ပါပါကိုအပေါ်ကပဝါအဝါလေးလွှမ်းထားတဲ့ဖျားဝတ်ပြုတ်နေတဲ့မိမ့်မပြိုလေးတူနဲ့အဲဒီမိမ့်မပြိုလေးနဘေးမှာစတေအင်းကြီးအဖြူရောင်နဲ့ပိုးပစိုးအညိုရောင်ကိုဝတ်ဆင်ထားတဲ့လူရွယ်လေးတူကိုအမတ်မထင်တွေ့လိုက်ရပါတယ်အဆိုပါမိမ့်မပြိုလေးကအခြေချင်းစုံပြီးတဲ့မောင်မောင်ကိုနှစ်လိုပဲပြုံးပြပေမဲ့ဘေးနားကအမျိုးသားကတော့မကြင်မနှက်နဲ့စူးစူးဝါးဝါးကိုကြည့်နေပါတယ်ပြီးတဲ့နောက်မှာတော့မိမ့်မပြိုလေးရဲ့လက်ကိုဆွဲပြီးတော့ရုတ်တရက်ဆိုသလိုထွက်ခွာသွားခဲ့ပါတယ်အရင်နေ့ညမှာတော့မောင်မောင်ဟာအိမ်မက်ထဲကိုလူမကနတ်သမီးတမျှအလွန်လှပချောမောလာတဲ့မိမ့်မပြို ို့လည်းသူရောက်ရှိလာခဲ့ပါတယ်။မောင်နှံနန္ဒာနှမတော်လေးမြာနန်းတေဝီလေးမမတ်မိတော့ဘူးလားယင်။ရင်းရင်းနှီးနှီးတော့တွေ့ဘူးသလိုပဲဗျာ။ဘယ်မှာဆုံခဲ့ဘူးလဲဆိုတာတော့ကျွန်တော်လည်းရေးရရမမတ်မိဘူးဗျာ။တန်တရာမှာပေါ့မောင်တော်ရဲ့။မောင်တော်ကမမတ်မိဘူးဆိုတော့လေနှမတော်ကပဲပြန်ပြီးတော့အဆဖော်ရတော့မှာပေါ့။ တောင်ငူဘရင်တပင်ရွှေတိဟာခမဲတော်သူရှင်တကာယွပီရဲ့ဟန်သာဝရီရွှေနန်းတော်ကြီးကိုလာရောက်တိုက်ခိုက်တော့မေတော်ကြီးတလပါရမီနဲ့နှမတော်တို့ညီမတွေဟာအခုဖျားပုံရက်ကိုထွက်ပြေးပြီးတော့တိမ်းရှောင်လာခဲ့ရတယ်လေဖျားပုံမှာပဲယာယီထီးနှန်းဆိုင်ထိုးပြီးတော့လူသူလက်နက်ရိက္ခာစုဆောင်းခဲ့ကြရတယ်အဲဒီအချိန်တုန်းကမောင်တော်ကခမဲတော်တို့ရဲ့တပ်မှုလေးနန်တာရတယ်မြန်နန်းဒေဝီရဲ့နှမတော်လေးမြန်နန်းတိမ်ကြီးကိုစောင့်ရှောက်ရတာပေါ့ဩဟုတ်ဆက်ဆက်ပါဦးမြာဒီနေ့မှာတော့မေတော်ကြီးတလပါရမီဟာ ဟန်နာဝရီကယူဆောင်လာခဲ့တဲ့နှရောင်းဇရုဘရက်အစရှိတဲ့နန်းစဉ်ယတနာတွေနဲ့ဓာတ်တော်မွေးတော်တွေကိုထပ်ပနာပြီးတော့ ဖျာဘုံလက်ဦးကုံမှာဇေဒီတစုတီထားကိုးကွယ်တော်မူခဲ့တယ်။အဲဒီဇေဒီတော်ကြီးရေဆက်မချခင်မှာပဲတောင်ကူတက်ကဝင်တိုက်လို့မေတော်ကြီးအပါဝင်နမတော်တို့ညီမတွေအသက်လူပြီးပြေးခဲ့ရတယ်မောင်တော်။အဲဒီချိန်မှာဟောရီယာမောင်တော်နန္ဒာနမတော်တို့ရန်သူလက်တွင်ကနေကာကွယ်ရင်းနဲ့ကြာဆုံးခဲ့ရရှာတယ်။ကျုပ်ဒီเจ้าနေကိုအလုံးစုံမမတ်မိပေမဲ့အခုလိုကြတော့လဲလွမ်းတယ်လို့လို့ဆွေးတယ်လို့လို့ပါပဲဗျာ။မောင်တော်ကအခုလိုဘဝကျွတ်လွတ်သွားခဲ့ပေမဲ့နမတော်တို့ညီမတွေကတော့မေတော်ကြီးရဲ့ကုသိုလ်တော်ဖြစ်တဲ့ လဲဥကုံဖေးရမှာအခုချိန်ဒီတိုက်ဆောင်နေဖြစ်နေရတယ်လေငါနှမစီကအခုလိုကြာတော့ကျုပ်စိတ်မကောင်းဖြစ်မိပါတယ်။အော်ဒါနဲ့အခုလာတာဒီเจ้าနေကျုပ်ကိုပြောပြဖို့လားမဟုတ်သေးဘူးမောင်တော်တခြားအရေးကြီးတဲ့အကြောင်းအရာတစ်ခုရှိပါသေးတယ်။ နေ့လေတုန်းကတာစီဖရာကြီးမှာမောင်တော်တွေ့ခဲ့တဲ့မိန်းကလေးဟာနှမတော်မြန်နှန်းတိမ်ကြီးပဲနှမတော်လေးဟာတိုင်နှမ်းမှာပြင်းရီလွန်းလာပါပြီဆိုပြီးတော့နှမတော်ခဏခဏပူဇာနေလို့ဂရီကဝတ်တောင်းပြီးတော့လူဘဝကိုခဏလွတ်ခဲ့တာပါအခုတော့အားလုံးကနှမတော်ရဲ့အဖြစ်တွေပါပဲမြန်နှန်းတိမ်ကြီးမှာဘလို့ပြဿနာကြီးကြုံတွေ့နေရလို့လဲနှမလေးရဲ့တိုက်ကဆိုတာကိုသူ့ကောင်လေးရဲ့ဖခင်ဥကြောကောင်ကတိသွားတယ်မောင်တော်ရဲ့ငါးဖန်းဆက်လေးတမအကုသူတမကြီးဆိုတော့လောဘတက်ပြီးတော့သူတို့ကအခုနှမလေးကိုအတုံးချပြီးတိုက်တူးဖို့အတွက်ကြံစီနေကြတယ်အဲဒါကြောင့်မလို့ဖြစ်နိုင်လို့ရှိရင် မောင်ကြီးကကူညီပြီးတော့တားပေးပါအောင်ရှင်နှမလေးတောင်းဆိုပါတယ်ကျုပ်ကဘလို့ပုံစံနဲ့ကူညီဆောင်ရွက်ပေးရမှာလဲဆိုတာလဲပြောပြပါနှမရဲ့ကျုပ်ကိုစွမ်းညံစွမ်းရှိသလောက်အစွမ်းကုန်ကူညီပေးပါမယ်အခုဦးကျော်ကောင်ကအထက်ရောပြီကအဝိဇ္ဇာဥညိုငွေပုံပေးပြီးတော့နှမတော်တို့တိုက်နှံတိုက်ချုပ်နှကားကိုအင်းစေးအစွမ်းနဲ့တုံအောင်ခိုင်းထားပေးပြီလေသူတို့အဖွဲ့ကအခုလာမဲ့လာပြညမှာနှမလေးကိုအတင်းအာဓမချုံအောင်ခိုင်းစေပြီးတော့တိုက်တူးကြပါလိမ့်မယ်မောင်ကြီးကိုကူညီတောင်းညင်တာ မောင်ကြီးကနေတဆင်မောင်ကြီးရဲ့ဆရာပထမအောင်ဆက်ကြအိုနှမတော်တို့ရဲ့တိုက်ဆောင်ငကားကြီးကိုချုပ်ထားတဲ့အင်းတွေကိုဖြေလျှော့ပေးခိုင်းဖို့ပါပဲဒီကိစ္စအတွက်တော့မပူပါနဲ့နှမရဲတရားကိုနှက်ဆောင်ပါတယ်လေ ကျုပ်တို့ဆရာတပည့်ကူညီနိုင်သမျှအစွမ်းကုန်ကူညီပေးပါမယ်ဒါဆိုရင်တော့ကျေးဇူးတင်ပါတယ်မောင်တော်ရဲ့နှမလည်းအချိန်နှောင်းနေပြီဆိုတော့ပြန်ခွင့်ပြုပါဦးနော်အဲဒီလိုမျိုးအိမ်မက်လိုလိုတကယ်အဖြစ်ပြက်လိုလိုကိစ္စတွေကြောင့်မောင်မောင်တယောက်ဟာဘလို့မဆက်အိတ်လို့မရတော့ဘဲနဲ့ဆရာဖြစ်သူအောင်ဆက်ကြကိုဖွင့်ရတိုင်ပင်မှာတော့တယ်ကျုပ်ဒီเจ้าနေကိုတည်ပြီးပါပြီမောင်မောင်ရဲ့ဘာလို့လဲဆိုတော့မြန်မ်းဒေဝီကမင်းနဲ့တွေ့ဆုံခွင့်ပေးဖို့ကျုပ်ကိုအရင်ခွင့်ပန်ခဲ့လို့ပဲဒီကိစ္စကိုဘလို့သဘောရလဲဆရာကျုပ်တို့ကတော့သူတို့ရဲ့အခက်အခဲကိုတကယ်ဖြေရှင်းပေးနိုင်မှာမလား လွယ်တော့ဘယ်လွယ်ပါမလဲမောင်မောင်ရဲ့အောက်ဝိဇ္ဇာကြီးလည်းပါတယ်ဆိုတော့သူစည်းကိုစည်းထိနေရတယ်ကျုပ်ဝင်မပါဘူးဆုံးဖြတ်ထားတာတို့ပေတော့ညာလဲအမောင်နဲ့ဒီတိုက်နေရပဋ္ဌာန်းဆက်ဖြစ်နေလေတော့မကူညီလို့ကလည်းမကောင်းမြန်ဘူးလေတို့တွေအချိန်နေကြည့်ပြီးတော့လှုပ်ရှားကြတာပေါ့ကွာ ီလိုနဲ့ပဲဆရာသဘဲနှစ်ယောက်ကအတိတ်ထံအားလက်တဲ့အချိန်မှာပဲဖြာပုံသူလေးမြာနန်းတိမ်ကြီးကိုစောင့်ကြည့်ရတဲ့အလုပ်တစ်ခုပါပို့လို့လာခဲ့ပါတော့တယ်။အတိတ်ကာလဘဝတုန်းကဘဝဆက်ပဋ္ဌာန်းဆက်တွေကြောင့်မြာနန်းတိမ်ကြီးကလည်းတီလာတမာရီနဲ့ပြည်စုံတဲ့ကုကူမောင်တို့ဆရာသဘဲပေါ်မှာတန်ရောစင်ပို့လာခဲ့ပါတယ်။ကျုပ်ပယောကကုပေးခဲ့ဘူးတဲ့ငပီငှချောက်တိုင်ဟာတိုးကြီးရဲ့ပြောစကားအရဆိုရင်တော့အခုလာမဲ့လာပြင်းနေညမှာကြော်ကောင်တို့တားဖားတဲ့ကျင်းတွေကိုလှူရှားကြတော့မယ်။အဲဒီတော့ဒုဆရာသဘဲနှစ်ယောက်လည်းဖះအတိုက်ကိုကာဝယ်ဖို့ကြိုတင်ပြင်ဆင်ထားဖို့လိုမယ်မောင်မောင်ရဲ့။ ကျွန်တော်လဲကြုံရိုက်တဲ့အခါမြန်နန်းတိမ်ကြီးကိုသတိပေးထားလိုက်ပါမယ်ဆရာကုကုမောင်ဘယ်သွားမလို့လဲရှင်ဆရာနဲ့လက်ဖေးတောက်ပြီးလို့တာစီဖျားကြီးဘက်ကိုသွားမလို့ပါမြန်နန်းအော်ဒါနဲ့ကုမောင်မြန်နန်းကိုပြောဆရာစကားရှိရဒီရက်ပိုင်းအသွားလာနေတိုင်းဂယုဆိုင်တော့မြန်နန်းအထူးသဖြင့်တော့ညာဘက်တွေဆိုရင်မြန်နန်းမိဘတွေရှိတဲ့အိမ်မှာပဲနေရပိုကောင်းလိမ့်မယ်မြန်နန်းကိုလည်းအမတော်ဒေဝီကအိမ်မက်ထဲမှာကုမောင်ပြောသလိုပဲသတိပေးထားတယ်လေအဲ့ဒီချိန်မှာပဲမမျော်လင့်ထားပဲနဲ့၎င်းတို့အနောက်ကနေပြီးတော့မြန်နန်းတိမ်ကြီးရဲ့ခြေသူအောင်စော်ရောက်လာပါတယ်မြန်နန်း မင်းတို့ငါလူစိမ်းယောက်ျားတွေနဲ့အယောတဝင်ဆက်ဆံတာမကြိုက်ဘူးလို့ပြောထားရမဟုတ်ဘူးလား။ဟူဘလူဆိုလိုက်တာလေကိုစောရဲ့ဆရာလေးကိုအားနာစရာကြီး။အေးဘယ်ကနေလာပြီးတော့ဘယ်ကိုသွားမယ်မှမသိတဲ့အဲ့လိုကလီကဝါတွေကိုမင်းမဲမြောက်စားနေ။ငါတော့အထင်ကိုတစက်မှမကြည့်ဘူးကွာ။ကိုအောင်စောခမည်းစကားကိုလူကြီးလူကောင်းဆက်ဆံပြောတာကောင်းလိမ့်မယ်နော်။ကျုပ်ခမည်းနဲ့ပြောစရာစကားမရှိဘူး။ကျုပ်ရီးစားအောင်အမြင်မတော်လို့ကျုပ်ကဆုံးမနေရ။ခမည်းဝင်ပြီးတော့အာမချောင်းနဲ့။ မြနန်းဒီရက်ပိုင်းမှာမင်းကောက်ရှောင်းပဲရှောင်းပဲလုံနေလို့ငါအခုတည်းကတခါတည်းမင်းကိုပြောခဲ့မယ်နော်အဖေကမင်းနဲ့ငါရဲ့ရေရှိဘွားခီးအတွက်မင်းကိုတိုက်ကြိုးဖြတ်ပေးဖို့အတွက်ဆရာတယောက်ကိုခေါ်ထားတယ်အခုလာမဲ့တပူရဲလာပြင်းညမှာအဲ့ဒီကိစ္စကိုအကောင့်ထဲပို့ဖို့အတွက်ငါမင်းကိုလာခေါ်မယ် မင်းစင်သစ်ပြင်ထားပြီးတော့မြန်နန်းရီဒီပုံစံတိုင်းဆိုရင်ဥကြောကောင်တို့တားပါတွေဟာလေးဥကုံတိုက်ကိုတူဖို့အတွက်အတင်းအဓမ္မစီစဉ်ကြတော့မယ်။လာပြင်းညကြလို့ရှိရင်မြန်နန်းအိမ်ကနေတက်ဖို့အမမခွာဖို့အရေးကြီးရယ်။မဟုတ်လို့ရှိရင်မြန်နန်းအတွက်တိတ်ကိုအနေနဲ့များနိုင်နေကွယ်။မျက်နှာလေးညှိုးငဲ့စွာနဲ့အသက်မပါတဲ့ခြေလန်းနေတဲ့အိမ်ကိုပြန်လာတဲ့သမီးငယ်ကိုမြင်ရတဲ့အခါဒေါ်ဖြူတုတ်ကစိုးရင်တကြီးနဲ့"သမီးလေးနေမကောင်းလားသမီးလေး"ဆရာလေးလည်းပါလာတာဟုတ် ဒီခါမှာပဲမြန်နန်းတိန်ကြီးကဖြစ်ပျက်သမျှအကြောင်းအရာအလုံးစုံကိုမိခင်ဖြစ်သူကိုဖွင့်ရတိုင်ပင်လိုက်ပါတော့တယ်။အဲ့ဒါပဲကြည်တော့ဆရာလေးရေဒီကောင်လေးနဲ့မြန်နန်းစားကြိုက်ကြတဲ့ကျုပ်ကတိတ်ပြီးသဘောကျလာတာမဟုတ်ဘူး။အစတော့ဒင်းကမြန်နန်းကိုအလိုလိုက်အကြိုက်ဆောင်ရှာပါတယ်။ဒါပေမဲ့မကြပါဘူး။မင်းသားကောင်းဆောင်တဲ့ဒင်းတို့ရဲ့ဘလူးမျက်နှာပုံတွေကြွာကြပြီးတော့သမီးလေးကိုအခုလိုဒုက္ခပေးဖို့ကြံစီကြတော့ပါပဲ။သူတို့ရဲ့အေဂျင်စီကိုအခုလိုခက်ဆော့ဆော့တီးခွင့်ရတာပဲ။အစိုးရကအကောင်းလို့ဆိုရတော့မှာပေါ့ဒေါ်ပြူတုတ်ရယ်။လာပြီးညကိုရောက်ရင်သာဒီကနှစ်မကိုအပြင်မထွက်ဖို့တဲ့တေချာကယူဆိုင်တာနော်။ဟုတ်ကဲ့ပါဆရာလေးရယ်စိတ်ချပါရှင်စိတ်ချပါ။ထနေ င်တာလျက်ရှိတဲ့ငွေရောင်လာမင်းကြီးအဝယ်လက်ဥကုံဖရာကြီးကတပ်ပဲကြီးညိုပွဲဟာစံပေတော်မူလျက်ရှိပါတယ်။ဒါ့ပေမဲ့လည်းယခုလာပြင်းညကတော့ခါတိုင်းနဲ့မတူတိတ်ဆိတ်အေးချမ်းမှုမခံစားရဘဲနဲ့ညငက်အော်တန်နေတဲ့အတူအနေငယ်ပူလောင်မွန်းကျက်လျက်ရှိပါတယ်။ဆရာလေးဆရာလေးတို့ကုညီကြပါအောင်ရှင်ကျမဈေးရောက်နေတော့အောင်စော်တို့ဖွဲ့တမီးလေးကိုအတင်းအားမှလာပြီးခေါ်သွားကြလို့ဟမ်အာဒီလိုဆိုမဖြစ်ဘူးမမောင်ရဲ့တို့တွေလက်ဥကုံဖရာကိုအမြန်လိုက်သွားရအောင် တော်ကြီးဘာမှစိတ်မပူနဲ့နော်အိမ်ကနေပဲစောင့်နေကျုပ်တို့မြန်နန်းကိုခုချက်ချင်းပြတ်ခေါ်လာခဲ့မယ်မောင်မောင်တို့ဆရာတပည့်နှစ်ယောက်ကလည်းလက်ဥုံဖျားရောက်မှာတော့စီဝိုင်းတစ်ခုတွင်မှမြန်နန်းတိမ်ကြီးကိုလက်ပြန်ကြိုးတုပ်ပြီးတော့ယခုလိုမျိုးကျိမ်းမောင်းလျက်ရှိတဲ့အဝိဇ္ဇာဥညို့ကိုတွေ့ရပါတယ် ဟဲ့မြာနန်းဒေဝီနေနိုးစီယာတိုက်ချုံငကာရောနင်းညမမြာနန်းသိင်ကြီးရောငါလက်ထဲကိုရောက်နေပြီနေခုချက်ချင်းအရှုံးပေးပြီးတော့တိုက်တကားဖွင့်ပေးဖို့ပြင်တော့မဟုတ်လို့ရှိရင်နင်းညမလေချောင်းတွေးနေငါခြေဆေးပြီးတော့တိုက်နှမ်းမပြန်နိုင်အောင်လုပလိုက်မယ်။နောင်ကြီးရဲ့အဆင့်တန်းနဲ့သူတစ်ပါးစေခိုင်းတဲ့အတိုင်းဖះတိုက်ကိုပြစ်မှာဖို့မသိမှာဘူးလေ။အော်ဘသူများလဲလို့အောင်ဆက်ကြပဲ။ခမည်းတော်ဘာလာရှုပ်တာလဲ။ဒီလောကမှာသူစီကိုစီဆိုတာရှိရဲ့။ကျုပ်ပါဇက်ကထုတ်မပြောလဲခမည်းတော်ပေါက်မှာပါလေ။ဟုတ်ပါပြီဗျာ။ ကျုပ်ကလည်းကျုပ်တပည့်မမပညာဘူးတုဒရရအောင်ခဏခေါ်လာပြတာပါကျုပ်ကတော့ဒီမှာမနေပါဘူးပြန်มาပါဆဆရာဘလို့ဖြစ်သွားလဲတပည့်ကိုပြပြပါအချိန်တန်သိရပါလိမ့်မမအခုတော့ဆရာသွားရပြုံးမယ်ငါတပည့်ကတော့ဒီမှာနေပြီးတော့ခဏအချိန်နေစောင့်ကြည့်တာဟဲ့ဥစ္စာဆောင်မနင်းကိုအခုအမိန်ပေးနေတာရောနေရအောက်ဝိဇ္ဇာဆရာကြီးငါဆရာညို့နော်ငါဆရာရဲ့ပညာရအောင်မရှင်းနိုင်လို့တချို့ပုံကိုယ်တွေတောင်ရှောင်ပြေးကုန်ကြပြီနင်လည်းခေါင်းမမနေပဲနဲ့အခုထွက်ပြီးတော့ဒူးတုတ်ခစားစမ်းနင်တို့ကလက်ဦးသွားတော့လေအာမတန်တော့မန်ရှော့ရတော့မှာပေါ့ မြန်န်းဒေဝီဆိုတာနင်လားတဲလဲအချောလာရောင်ဆောင်ထားတာပါပဲလားဟမ်ဥစ္စာဆောင်မှငါဆရာရှိမှမလေးမဆနဲ့ဒုဒုက္ခစားစမ်းအာအာဘူးလိုက်တာဘူးလိုက်တာအာဘူးလို့ဝရှင်အဲ့ဒါငါဆရာရဲ့အင်းကွန်ရဲ့အစွမ်းလေညီးဝေဒနာတွေလွန်မြောက်ခြင်းလို့ရှင် ဒီတိုင်နဲ့ယတနာတွေကိုအတာတကြီးထုတ်ပေးပြီးတော့မထုတ်ပေးမချင်းတော့နေအခုခံစားနေရတာတွေကိုငါအရသာခံပြီးကြည်နေဦးမှာမမရဲ့မမရဲ့တိုင်နဲ့လူတွေအခုလိုဒုက္ခရောက်နေရညီမလေးရဲ့အဖြစ်တွေပါရှင်ညီမလေးရဲ့အဖြစ်တွေပါမမောင်ကလည်းမျက်စိရှိမှညင်မနှိမ့်ဆက်ခံနေရတဲ့မြန်နန်းတို့ညီမတွေရဲ့အဖြစ်ပြက်ကိုယခုတက်ပို့ပြီးတော့တီးခန့်ကြည့်မနေနိုင်တော့တဲ့အတွက်ဟဲ့လူတွေခမားတို့တွေကအပြစ်မရှိတဲ့သူတော်ကောင်းတွေကိုအခုလိုမျိုးပြုတ်မှုဆက်ဆံနေတာတတော်ကိုတရားလွန်လာပြီဗျာ မလောက်လေးမလောက်စားနဲ့ကွာမင်းကဘာကောင်မလို့ငေါ့လာပြီးတော့သတိပေးနေရလဲဟဲ့အောင်နေအဲ့ဒီအာချောင်းနေတဲ့ငေါအောင်တပည့်ကိုဖမ်းပြီးတော့မတ်လောက်တားလောင်ဆုံးမလိုက်ကြစမ်းကွာ ။ဦးညိုကအဲ့ဒီလိုမျိုးချိန်မောင်းအမိန်ပေးလိုက်တယ်ဆိုရင်ပဲတပည့်တွေကမောင်မောင်ကိုဖမ်းချုပ်တွန်းလဲလိုက်ပြီးတော့ရန်ပြုတ်ကြပါတယ်။အဲ့ဒီချိန်မှာပဲမထင်မထားပဲနဲ့ဖះအကြီးရဲ့ပရဝံထဲကနေတော်လဲတန်ကြီးပေါ်ထွက်လာခဲ့ပြီးတော့မဲမဲပုံသဏ္ဍာန်တရဝါကြီးတကောင်ကဇေဒီတော်ကြီးကိုရစ်ပတ်ပြီးတော့ဦးညိုလိုရှိရာကိုဥတီပြီးတော့ရွေလျားလာခဲ့ပါတယ်။အဲ့ဒီနောက်မကြခင်မှာပဲတိုက်စီးပောက်တလို့ဂရော့ဝဲတွေလည်းပြိုလဲသွားပြီးတော့စီဝိုင်းတွင်းကမြန်နန်းတိန်ကြီးလည်းအဝေးကိုလွတ်ဆင်ထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကြောက်လန့်တကြအော်ဟစ်တန်နေတဲ့သူဦးညိုတယောက်ဟာမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပြီးတော့ဆက်ငင်ဆက်ငင်ဖြစ်နေရာကနေ မကြခင်မှာပဲငြိမ်သက်သွားခဲ့ပါတော့တယ်။အောင်စော်တို့တားဖားကလည်းပောက်ပြဲတံရရင်းနဲ့အတူအယူးမြတ်တဲ့ဘွယ်ခြေဦးတဲ့ရအော်ဟစ်ပြေးထွက်သွားကြပါတယ်။ဟမ်ဆရာပြန်ရောက်လာပြီပဲ ဲဒါကြောင့်ဆရာထွက်သွားကြတဲ့ကတခုခုထူးခြားလိမ့်မယ်လို့တပည့်တော်ထင်မိသားပဲယခုလေးဦးကုံဖရာကြီးကိုစောင့်ရှောက်နေတဲ့တိုက်ချုပ်နဂါရဲ့ဦးကောင်မယားဆရာတို့အဋိဋ္ဌံဝင်ခဲ့တဲ့တာစီဖရာကြီးမှရှိတာကွယ်အဲဒါကြောင့်မလို့ဆရာဥညူတို့လဲစားပြီးတော့တာစီဖရာကြီးမှရှိတဲ့နဂါကြီးကိုခြေမန်းခွင့်ဖြည့်ပေးခဲ့ရလေတော်သေးတာပေါ့ဆရာရဲ့မဟုတ်လို့ရှိရင်အားလုံးဒုက္ခရောက်ကြတော့မလို့အဲဒီချိန်မှာပဲရေကြီးတုတ်ပြန်တဲ့ရွာတကြီးနဲ့အတူဒေါ်ဖြူတုတ်တို့ရောက်ရှိလာခဲ့ကြပြီးတော့ဥကျော်ကောင်တို့သားဖားတွေအရက်ထဲမှာထိမ့်မှန်သိမ့်မရနဲ့တွေးယူသွေးတဲ့နဲ့အော်ဟစ်နေကြလို့ကျမတို့ကစိတ်ပူပြီးတော့လိုက်လာခဲ့ရတာဆရာလေးရဲ့ဒါနဲ့တမီးလေးရောရင် ဟမ်ဟုတ်ဟုတ်ပါဟူနှမလေးမျက်နှာပြန်ရောက်သွားလဲမမောင်ဟိုမှာလဲကြနေရမျက်နှာသိရင်မဟုတ်လားဒေါ်ဖြူတုံးနဲ့မမောင်တို့ကဆရာအောင်ဆက်ကြညွန်ပြရာကိုအပြေးလောတွားရောက်ကြည့်ရှုတဲ့အခါမှာတော့အသက်မဲ့နေတဲ့မျက်နှာသိရင်ရဲ့ခန္ဓာကိုယ်ကိုဝမ်းနဲ့ကြည်ကွဲဝဲတွေ့လိုက်ရပါတယ်ဆရာဆရာသမီးလေးကိုခေါ်လို့မရတော့ဘူးဆရာရဲ့ဆရာကဲပါဦးဆရာရဲ့သမီးလေးကိုခေါ်လို့မရတော့ဘူးဆရာရဲ့သမီးလေးဆရာသမီးလေးရဲ့ခန္ဓာကိုယ်ကအေးဆက်ဆက်ကြီးနဲ့တောင်းတောင်းကြီးဖြစ်နေတယ်ဆရာရဲ့ဆရာသမီးလေးဘာဖြစ်တော့ရလဲဆရာသမီးလေးကိုလုပ်ပါအောင်ဆရာရဲ့သမီးလေး တမီးလေးတရားနဲ့ဖြေပါတော့တော်ဖြူတုပ်ရယ်ခမားတမီးလေးကိုတိုက်နှမ်းသူ့မှာလက်ပြနှုတ်ပြီးတော့ပြန်ခေါ်သွားခဲ့ပါ යි တမီးလေးအမေတမီးလေးကိုကျိုးတရားရှာပြီးပေါ့တမီးလေးအမေတို့တားခဲ့ပြီလားတမီးရယ် သမီးဖြစ်သူရဲ့ဖြစ်ဆိုးကိုကြည့်ပြီးတော့ဒေါ်ဖြူတုတ်တယောက်ဟာဘလို့မှချုပ်တီးနိုင်စွာမရှိပဲနဲ့ကြေကွဲဝမ်းနေစွာအော်ဟစ်ငိုကြွေးနေမိပါတော့တယ်။ဖျားပုံလေးဥကုံဖျားကြီးကတော့ထိန်ထိန်သာနေတဲ့လာမင်းကြီးအောက်မှာတိန်ကိုတိန်လေးတွေကကင်းစင်လွင့်ပြောက်သွားသည်ယလား။ရောင်ကြီးတော်တွေကထွန်းလင်းကွမြူလေးရပါ။ထိုနေ့ညတကောင်ရံချိန်မှာတော့မောင်နော်မောင်နော်ဟမ်မြန်နန်းတို့ပါလား။မြန်နန်းတို့ကအခုကိုကိုမောင်ကိုကျေးဇူးတင်စကားလာပြောကြပါပါ။မြန်နန်းတို့တိုက်နှံရတနာပစ္စည်းတွေကိုမတမာသူတွေလက်ထဲမရောက်အောင်လို့ ကိုကြီးဆောက်ရှောက်ပေးခဲ့တဲ့ကိုကိုမောင်နဲ့ဆရာအောင်ဆက်ကြအောင်မြန်နန်းတို့ကဒီတသက်ကျေးဇူးမမေ့ပါဘူးရှင်။ဟာအဲ့လောက်ကြီးလည်းမလိုပါဘူးမြန်နန်းရဲ့ကိုမောင်တို့ကဝတရားရှိတဲ့အတိုင်းပဲဆောင်ရွက်ပေးခဲ့ရုံမှာပြီးတော့လေလူဘဝမှာကြံခဲ့တဲ့အမေကိုလည်းညမလေးတို့ဆိုရင်တော့ကမဖြစ်ပါနဲ့တော့လို့ညမကိုတတိရတဲ့အခါလက်ဥကုံဖရာကြီးကိုမကြမကြလာဖူးပါလို့ပြောပြပါနော်စိတ်ချပါမြန်နန်း ကိုမောင်မနှက်ပြန်ကြလို့ရှိရင်ဒေါ်ဖြူတုတ်ကိုဆက်ဆက်သားပြောပေးပါမယ်ဒေဝီကတော့မောင်တော့ကိုပဲလက်ဆောင်လေးတစ်ခုပေးခဲ့ချင်ပါတယ်ဟော်ရီကငကားကောင်းလက်စွပ်လေးကမောင်တော့နဲ့ပြန်တွေ့ရင်ပေးဖို့ဒေဝီသိမ်းထားခဲ့တာကြားပါပြီဒါလေးကိုအမျက်တနှိုးနဲ့မောင်တော့ရဲ့လက်တကြွယ်မှာဝတ်ထားပေးပါနော်ဟုတ်ပါပြီနမရေဒါလေးကိုကိုမောင်အမြဲတမ်းဝတ်ဆင်ထားပါမယ်ကိုကိုမောင်ပြောသမျှကိုအားလုံးကစိတ်ဝင်စားဖို့နားထောင်နေကြရင်လည်းဇလန်းပြီးဆုံးသွားတဲ့အခါမှာတော့ ဒေါ်ဖြူတော်ကြီးတနားပါတယ်မောင်မောင်ရမစင်ညင်တဲ့လူတစုကြောင့်တမီးလေးကိုဆုံးရှုံးခဲ့ရတယ်သူ့အမမြန်နန်းဒေဝီကတော့မင်းကိုလက်ဆွတ်လေးပေးပြီးတော့ချီပြီးတုပ်ပြီးလှုပ်ခဲ့ရနော်တော်တော်လေတဲ့ဥစ္စာဆောင်မလေးပဲသူပေးထားခဲ့တဲ့အဲ့ငကားကောင်းလက်ဆွတ်လေးရပဲကြုတ်အတက်ကိုတခါကဲခဲ့ဘူးတယ်ဗျာဒီအကြောင်းကိုတော့နောက်ကြုံမှပဲခင်ဗျားတို့ဆက်ပြောပြတော့မယ်ဗျာဒီနေ့ကတော့ဒီလောက်နဲ့ပဲကျင်းတ်ကြပါဗျာဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုစောနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်